အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုဖတ်ပြပြီးမှာတော့စာရေးဆရာကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။အပိုင်း၈ကျွန်တော်နဲ့အတာစိတ်ကျွန်တော်ငယ်ငယ်တုန်းကစာအုပ်ငှားဆိုင်ကငှားလာတဲ့စာအုပ်တုပ်ထဲကကိုကြိုက်တဲ့နေရာကို ဖြေးယူခဲ့ဘူးပါတယ်ဒီเจ้าကိုဖွားတည်တော့အခုလိုဆုံးမှာပါတယ်ငါမြေအဲ့ဒီလိုတကူကောင်းစိတ်မမွေးရဘူးဒီစောက်ထဲကအကြောင်းအရာကိုငါမြေသိကျင်တယ်လို့တခြားဖတ်တဲ့သူတွေလည်းသိကျင်မှာပေါ့ငါမြေမှတ်သားခြင်းတယ်လို့တခြားသူတွေလည်းမှတ်သားခြင်းမှာပေါ့ငါမြေဘုသူတရားခြင်းတယ်လို့တခြားသူတွေလည်းဘုသူတရားခြင်းမှာပေါ့ငါမြေကအခုလိုဖြေးထားလိုက်တော့ဒီစောက်ကိုငါဖတ်မိတဲ့နောက်လူတွေမှာ စိတ်ကတိကောက်ဖြစ်ရမှာပေါ့ကိုတယောက်တည်းအတွက်ပဲကြည်တာအတကြည်ရပဲသူတစ်ပါးအတွက်လည်းကြည်ပြတဲ့ရတယ်အဲ့ဒါမှလူတော်လူကောင်းဖြစ်မှာ ကြားလားနောက်တာမျိုးမလုံးနဲ့နော်အတဆန်စွာစောက်ထဲကစာရွက်တချို့ကိုဖျဲယူထားခဲ့မိပြီဆို ဆုံးမလွယ်သူဖြစ်တဲ့ကျွန်တော်ကအဖွားရဲ့စကားတော့ကိုညီဝယ်မကြနားထောင်ခဲ့ပါတယ်နောက်ထပ်အဲ့ဒီလိုဖျဲယူတာမျိုး လုံးဝမလုပ်ဖြစ်တော့ပါဘူး သိမ့်မကြခင်ကာလတခုကကျွန်တော် online ကနေ ပုံမြင်လေးတစ်ပုဒ်ဖတ်လိုက်ရတော့ကျွန်တော်ငငယ်ကစာအုပ်ထဲကကိုနှစ်တက်တဲ့အပိုင်းပါတဲ့စာရွက်တွေကိုဖြည့်ယူခဲ့မိတဲ့အကြောင်းကိုပြန်စဉ်းစားမိပါတယ်။ပုံမြင်နဲ့ကျွန်တော်ရဲ့အဖြစ်အပျက်က သိပြီးမသက်ဆိုင်ဘူးဆိုပေမဲ့တကူကောင်းဆန်အတ္တတမာများလာရင်ဖြစ်လာမယ့်အကျိုးဆက်နဲ့မျှဝေသုံးဆွဲတတ်မှုရဲ့ကောင်းကျိုးရလဒ်တွေအကြောင်းကိုသင်ခန်းစာရခဲ့တာပါ။ ကျွန်တော်ဖတ်မိတဲ့ပုံမြင်လေးရဲ့သဘောကတော့ဒီလိုပါပဲတခါတော့ကဘရင်တပါးဟာမြို့ရွာတွေကိုလှည့်လည်ကြည့်ရှုရာကပြန်လာတော့ဆက်ချက်တစ်ခုမှတိုးရအဆဆားနေကြတာကိုတွေ့ပါတယ်ဘရင်ကြီးကဒီမြင်ွက်ကို အခြေခံပြီးသူ့ရဲ့ပညာရှိအမတ်ကိုမိပါတယ်တိုးရအုပ်စုဖွဲ့ပြီးအစာစားကြပြင်မဲ့ခွေးတွေကိုတော့အုပ်စုဖွဲ့ပြီးအစာစားတာမတွေ့ရဘူးဒါပါကြောင့်လို့ထင်လဲအမကြီးဘရင်ရဲ့အမေကိုအမကြီးက အရှင်မင်းကြီးမိကွန်းကိုမနက်ဖြန်မှပြန်ပြေးခွင့်ပြုပါလို့လျှောက်ထင်တယ်။ဘုရင်ကြီးကလည်းခွင့်ပြုလိုက်တယ်။နောက်တနေ့မှာတော့အမေကြီးကအမှုထမ်းတွေကိုခေါ်ပြီးအခန်းငယ်နှကန်းကို ပြင်ဆင်စေပါတယ်။ပထမအခန်းရဲ့အလယ်မှာအသားတုံးတွေအများကြီးကို ပုံထားလိုက်ပြီးဒုတိယအခန်းရဲ့အလယ်မှာတော့ကောက်ရိုးတွေမျက်ထုံးတွေကိုပုံထားလိုက်ပါတယ်။ပြီးတော့အသားတွေပုံထားတဲ့အခန်းတွေကိုခွေးကောင်20လောက်ကိုထည့်လိုက်ပြီးမျက်ထုံးတွေထည့်ထားတဲ့အခန်းတွေကို ဒိုးအကောင်20ကိုထည့်ပြီးတကားပိတ်ထားစေလိုက်ပါတယ်။အမကြီးကသူစီစဉ်ထားတဲ့အကြောင်းကိုဘုရင်ကိုရှောက်တင်ပြီးနောင်နေမနက်မှာဘုရင်ကြီးနဲ့အတူ အခန်းနှကန်ကိုဖွင့်ကြည့်ပါတယ်။ခွေးရီထည့်ထားတဲ့ပထမအခန်းကိုဖွင့်လိုက်တော့အချင်းချင်းကိုက်ပြီးတည်နေကြတဲ့ခွေးကောင်20နဲ့အတူအရာမရွေးနဲ့အသားပုံကြီးကို တွေ့ရပါတယ်။တူရီထည့်ထားတဲ့ဒုတိယအခန်းကို ဖွင့်ကြည့်ရကအေးစေးတက်တာစွာလဲလျောင်းအိတ်ဆက်နေကြတဲ့တူတွေကိုပဲတွေ့ရပါတယ် ကောက်ရိုးနဲ့မျက်ထုံးတွေကတော့မရှိတော့ပါဘူး။ဒီဖြစ်ပျက်တွေကိုဘုရင်ကြီးမြင်ပြီးတဲ့နောက်မှာအမေကြီးကဘုရင်ကိုရှောက်တယ်မှာတယ်။အရှင်မင်းကြီးခွေးတွေကဒီလောက်များတဲ့အသားပုံကြီးရှိနေတာတော့မှတကူကောင်းဆန်ပြီးစားလို့စိမ့်နဲ့အချင်းချင်းကိုက်ပြီးတည်ကြရပါတယ်။တို့တွေကတော့အတူတူ ဝေမျှစားတောက်ကြတာကြောင့်အတူတူဘိုက်ဝပြီးအခုလိုအေးစီတက်တာစွာ နေထိုင်နိုင်ခြင်းဖြစ်ပါတယ် မကြီးရဲ့လျှောက်တယ်မှုကိုဖယင်လဲသဘောကျနှစ်ချိုက်သွားပါတယ်ဒီပုံမြင်လေးကိုဖယ်ရတဲ့အခါကျွန်တော်တို့ကိုကောင်းဆန်စွာဖယ်ယူခဲ့မိတဲ့စာရွက်တွေအကြောင်းပြန်တွေးမိပါတယ်ကျွန်တော်တို့ဒုကိုကောင်းသမားတွေများလာတဲ့အခါစာရဲ့အနှစ်သာရကိုဘယ်သူမှ ကောင်းကောင်းခံစားရတော့မှမဟုတ်ပါဘူးဟိုလူကလည်းသူ့ကြိုက်တဲ့ပိုင်းကိုဖယ်ယူဒီလူကလည်းသူ့နှစ်သက်တဲ့နေရာကိုဖယ်ယူနေတကယ်စာဖတ်တဲ့သူအလဲချာ အင်ကမစုံတဲ့စာမျက်နှာတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားစေတာကလွဲပြီးဘသူအတွက်မှအကျိုးမရှိပါဘူး။ကျွန်တော်ရှိကငါဖက်တဲ့သူကပြေးဥထားလို့အင်ကမစုံတဲ့စာအုပ်တွေကျွန်တော်လက်ထဲရောက်လာတော့ကကျွန်တော်လည်းအောင့်သက်သက်ခံစားခဲ့ရတာကို ပြန်တွေးမိလာပါတယ်။ပင်ရမမဆိုးပုံမြင်တွေကခွေတွေလို တကူကောင်းဆန်စွာမကျင့်ကြံပဲသူတွေလိုမျှဝေတတ်ဖို့လိုအပ်ကြောင်းကျွန်တော်သိလာပါတယ်။သူလည်းအကျိုးရှိကိုယ်လည်းအစဉ်ပြေ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အခါရင်မီးငင်းမီးသားလည်းဖြစ်ပါတယ်။ငယ်စဉ်က အဖွာဆုံးမခဲ့လို့စာအုပ်တွေမှာကိုချိုက်တဲ့အပိုင်းကို စုပ်ဖဲမယူဖြစ်တော့တယ်လို့ကြီးလာတဲ့အခါအဒီစာပေတွေကရတဲ့အတ္တတရားတွေနဲ့အတ္တမဆန်ဖို့တကူကောင်းမဆန်ဖို့စင်ကျင်ဖြစ်လာတယ်။မနေ့ကတည်းကဒီနေ့ပိုစင်ကျင်ဖြစ်လာတယ်။မနေ့ကတည်းကဒီနေ့အတ္တတရားတွေပိုလာတယ်။မနေ့ကတည်းကဒီနေ့အတ္တနေလာတယ်။ မဏိကထထီနေပို့ပြီးမျှဝေတက်လာတယ်။မဏိကထထီနေစာရိတ္တတွေတိုးတက်လာတယ်။ရှေးဆက်ပြီးလဲဒီနေ့ထက်မနက်ဖြန်မှာကိုကိုကိုပြန်ပြီးပို့ကောင်းတဲ့လူတွေရောလူပီးသားတဲ့လူတွေရောအတနေတဲ့မျှဝေတက်တဲ့လူတွေရောဖြစ်အောင်တတိနယ်ဆင်ခြင်းနေထိုင်သွားရပါအောင်မယ်။ကျွန်တော်နဲ့ခရီးလဲနေကအရင်ဖြစ်ရပြီးခရီးကနောက်မှ ဆုံးရတာပါ။ ဘန်းတိုင်ကိုအရင်ရောက်သူကဘန်းတိုင်အလင်ကိုစိုက်တဲ့သူဖြစ်ပြီးအနိုင်ရတယ်ဆိုတဲ့လူကဒုတိယပန်းဝင်သူဖြစ်ပါတယ်။နေဦးကြည့်ပြီးရှောက်ဖို့မဖြစ်နိုင်ရင်လကိုကြည့်ပြီးရှောက်ပါ။တေးဖက်နဲ့ပဲစီစီ walking shoe ပဲစီစီ ခရီးကတော့အတူတူပါပဲကိုရောက်မှကိုခရီးပေါ့ဒီကဗျာကိုရေးတဲ့ကဗျာရေးသူရဲ့ကလောင်အမည်က twin two စစ်ပါ twin two စစ်ဆိုတာက ကျွန်တော်ရဲ့ကဗျာအစေးနဲ့ ရတဝတ္ထုတွေရေးတဲ့နေရာမှာသုံးတယ်နောက်ထပ်ကလောင်တစ်ခုပါပြောရရင်တွင်ထုစကကျွန်တော်ကိုယ်တိုင်ပါပဲဒီကဗျာလေးကကျွန်တော်ကိုယ်ကိုယ်ကိုအတိပေးတတိပေးထားတဲ့ကဗျာလေးဆိုရင်ပုံမှန်ပါတယ်ကိုယ်ဘဝအတွက်ကိုယ်ရွေးချယ်ထားတဲ့ကိုယ်သွားနေတဲ့လမ်းမှာကိုယ်တိုင်သိမြင်လာရတဲ့အတိတရားတချို့ကိုကဗျာတပုတ်ဖြစ်အောင်ရေးပြီးကိုယ်ကိုယ်ကိုအတိပေးထားခြင်းပါလမ်းတွေကအရင်ဖြစ်ရပြီးခရီးကနောက်မှဆုံးရတာပါ ကိုရည်ထားတဲ့ကိုဖြစ်ချင်တဲ့ဘဝကိုဖြစ်အောင်ကြိုးစားနေရခြင်းက ကိုတွားနေရတဲ့ခရီးပါ ခရီးဆိုတာလေလမ်းမရှိပဲခရီးမဖြစ်ပါဘူးရှေ့လူတွေပေါက်ထားတဲ့လမ်းအတိုင်းလိုက်လျှောက်ရတာရှိသလိုကိုတွားနေရခရီးအထွတ်တောတွေခြုံတွေကို ကိုတိုင်းဖယ်ရှားရှင်းလင်းပြီးလမ်းထွင်တွားရမယ့်ခရီးတွေလည်းရှိပါတယ်လမ်းစားပေါ်မှာခရီးကဆက်လို့ရပါတယ်ဒါကြောင့်လမ်းတွေကအရင်ဖြစ်ရပြီးခရီးကနောက်မှ ဆုံးရတာပါလို့ ကျွန်တော်ရေးမိခြင်းပါပန်းတိုင်ကိုအရင်ရောက်သူက ပန်းတိုင်အလံကို စိုက်တဲ့သူဖြစ်ပြီးအနိုင်ရတယ်ဆိုတဲ့လူကဒုတိယပန်းဝင်သူဖြစ်ပါတယ်တခါတလေမှာကျွန်တော်တို့ကကိစ္စရဲ့တခုကိုဆောင်ရွက်အောင်မြင်သွားပြီဆိုရင်ကိုကိုကိုဂုံယူလေးရှိကြပါတယ်ကိုကိုကိုဂုံယူတာတော့ကပြဿနာမဟုတ်ပေမဲ့မန်တက်လာရင်တော့ပြဿနာပါပဲငါကအောင်မြင်ထားတဲ့လူဘယ်သူမှဂယုမဆိုင်ဘူးဆိုတော့ ငါမယ်လေးတက်လာရင်တော့စိုးရင်เสียပါကိုကသာငါလှုပ်လိုက်လို့အောင်မြင်သွားတာကွာငါပဲလုံနိုင်တာကွာလို့မှန်တက်နေပြီမဲ့ကိုရှိမှလုံနိုင်ပြီးသွားတဲ့လူတွေအောင်မြင်သွားတဲ့လူတွေရှိနေတတာကိုတတိမမှုမိတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ကိုကိုကိုမှန်တက်ပြီးငါပဲတော်တယ်လို့အထင်ရှိလာမှာကိုတတိပေးတဲ့အနေနဲ့ပန်းတိုင်ကိုအရင်ရောက်သူက ပန်းတိုင်အလိုင်းကိုစိုက်တဲ့သူ တနည်းအားဖြင့်ပန်းတိုင်ဖြစ်ကြောင်းရှေ့ကတက်မှတ်သွားတဲ့လူဖြစ်ကြောင်းကိုကိုကိုအနိုင်ရပြီးအောင်မြင်ပြီလို့ထင်ပြီးမှန်တက်နေတဲ့လူကတော့ ပန်းတိုင်အလံကို နောက်မှလက်ကံရရှိဘူးတာဖြစ်ကြောင်းရေးဖြစ်ခဲ့ပါတယ်။နေကိုချိပြီးရှောက်လို့မဖြစ်နိုင်ရင်လက်ကိုချိပြီးရှောက်ပါ။နန်းရှောက်တဲ့အခါနေကိုမျက်နှာမူပြီးရှောက်နေမိရင်ကျွန်တော်တို့ပထမဆုံးရင်ဆိုင်ရမှာကနေရဲ့အလင်းရောင်စုစုကိုပါ။ ရှေ့ခီကိုမမြင်ရလောက်အောင်အထိအခက်တွေ့စီပါတယ်။နောက်ရင်ဆိုင်ရမှာကအပူတန်းမှာဘဝခီကိုရှောက်တဲ့နေရာမှာကြုံလာရမယ်အပြစ်တင်စကားတွေဝေဖန်တဲ့တွေဖို့နဲ့တိုက်ခိုက်မှုတွေက နေနဲ့တူပါတယ်။ကိုတော်ရမယ်ခီကိုမမြင်ရလောက်အောင်တွေ့ဝေစီပြီးပူလောင်စီပါတယ်။ဒါတွေကိုရှောင်လွဲပြီးဆက်သွားရမှာဖြစ်လို့နေကိုကြည့်ပြီးမရှောင်နိုင်ရင်လကိုကြည့်ပြီးရှောက်ပါလို့ရေးခဲ့တာပါ။ တကယ်တော့အနေကိုကြောခိုင်ပြီးလျှောက်ပါလို့ရေးခဲ့မိရင်တော့အတိတ်ပဲပို့ပေါ်လွင်မယ်ထင်ပါတယ်။တရေဖနှက်ပဲစီစီ၊ဟော့ကင်းရှူပဲစီစီ။ခရီးကတော့အတူတူပါပဲ။ကိုလျှောက်မှကိုခရီးပေါ့။ကိုရည်ရွယ်ချက်ကိုအောင်မြင်အောင်စူးစမ်းနေရတဲ့အခိုင်မှာဘယ်နီလန်းကပိုကောင်းမလဲလို့ဟိုဟာကောင်းလို့ဒီဟာကောင်းလို့စဉ်းစားရခက်ပြီးတွေ့ဝေရင်အချိန်ကုန်ပြီးတတ်ပါတယ်။တွေ့ဝေနေမယ့်အစား ကိုစဉ်းစားမိတဲ့နီလန်တိုင်းကိုအသုံးပြုပြီးမှ ပို့အဆင်ပြေမဲ့နီလန်တစ်ခုကိုတော့ရွေးချယ်ရှောက်လန်းရမှာပါပဲအဓိကကကိုရွယ်ချက်အောင်မြင်ပြီးခီးရောက်ဖို့ပဲမဟုတ်လားဒါကြောင့်ဘယ်ဖက်နဲ့ပဲစီစီရှောက်နေရင်ခီးရောက်တာပဲကိုစီပြီးကိုရှောက်ကိုရှောက်လို့ရောက်တဲ့ခီးကကိုခီးပါပဲလို့ရည်မိချင်ပါဒါကြောင့်တရက်ထက်တရက်ကိုအတိညာကိုကိုယ်တိုင် update လုပ်ရင် ကိုကိုကို ပို့တယ်မှာကောင်းအပ်ပေးဖို့တတိပေးဖို့ခြာရည်မိတဲ့ကြံတပုတ်ဖြစ်ပါတယ်ကျွန်တော်နဲ့နေရကျွန်တော်အသက်16နှစ်လောက်က နေရလို့အမိရတဲ့စာတပုတ်ရေးခဲ့ပူပါတယ်ကိုတွေးအဖြစ်အပျက်တခုကိုအခြေခံပြီးလူငယ်စိတ်လူငယ်အတွေးနဲ့လူငယ်ဒုဘက်ကခံစားစာနာပြီးလူကြီးနဲ့လူငယ်နေရပြဿနာကို ရေးသားမိခဲ့ခြင်းဖြစ်ပါတယ်အဲဒီစာမှာပါတဲ့အကြောင်းအရာကတော့အောက်ပါအတိုင်းဖြစ်ပါတယ် တရက်ကျွန်တော်တယောက်တည်းလက်ဖေးဆိုင်ထိုင်နေတော့ဆိုင်တဲကို ကျွန်တော်နဲ့ရွယ်တူလောက်ရှိတဲ့လူငယ်ယောက်ျားလေးနှစ်ယောက်ဝင်လာပါတယ်။သူတို့မှားစရာရှိတာဇပွဲထိုးလေးကိုမှားပြီးတယောက်ကစကားဆပြောပါတယ်။မင်းကိုစောင့်နေရကြရင်ဘာလို့ကြာနေရလဲ။တယောက်ရဲ့အမေကိုခြံတယောက်ကပြန်ဖြေတယ်။ထုံးစံအတိုင်းကားလန့်တွေပိတ်နေလို့ပါကွာ။ဒီကြားထဲထိုင်စရာထိုင်ကုန်ရှိရတဲ့အတိုင်းမထိုင်ခဲ့ရလို့စိတ်ဒုလာတာ။လူကြီးတယောက်ကွာ။ နှစ်ယောက်စာနေရာကိုတယောက်တည်းထိုင်ပြီးဖယ်မပေးဘူးငါတို့လူငယ်တွေကသာလူကြီးတွေဆိုရင် ကိုယ့်နေရာကနေထဖယ်ပေးရတာသူတို့ကကြနေရာပေါ်တာတော့ဖယ်မပေးခြင်းဘူးအဲ့ဒီတယောက်ရဲ့စကားကိုကြားရတော့ကျွန်တော်ကတချို့ခန္ဓာတွေမှာလူကြီးတွေကလူငယ်တွေကိုနေရာမပေးလို့ကြကြောင်းအဲ့ဒီလိုလူကြီးတွေများများရှိလာရင်လူငယ်တွေအတွက် နေရာရဖို့မလွယ်ကူကြောင်းလူကြီးတွေကလူငယ်တွေကိုနေရာပေးတဲ့ကြောင်းလူငယ်တွေတိတက်တဲ့လောက်နေရာပေးလို့တော့လူကြီးတွေ မျက်မြန်တတ်တာမြင်လို့ကြောင်းစသဖြင့်ကျွန်တော်ရေးသားခဲ့မိပါတယ်။လွန်ခဲ့တဲ့လအနေငယ်ကဆရာမောင်လှမျိုးချင်းချောင်းချင်ရဲ့လူငယ်တွေကိုနေရာမပေးဘူးဆိုတဲ့စောင်းပါတပုတ်ကိုဖတ်လိုက်ရပါတယ်။အဲ့ဒီစောင်းပါမှာဆရာကလူကြီးကလူငယ်ကိုနေရာမပေးလို့တဲ့ပြဿနာကိုရေးပြထားပါတယ်။ဆရာမောင်လှမျိုးချင်းချောင်းချင်ကဆရာငိမ့်ကျော်ရဲ့ရှိမှလူငယ်တွေကိုလူကြီးကဘယ်တော့မှနေရာမပေးကြဘူးလို့ညှိပြပါတယ်။ ဆရာငင်းကျော်ကဆရာမောင်လာမျိုးချင်းချောင်းချံကိုပြန်ပြောရဲစကားတွေကမှတ်သားစေရပါဆရာငင်းကျော်ကလူကြီးနဲ့လူငယ်တို့ရဲ့နေရာပြဿနာကိုဘက်စကားဆရာနဲ့ပဲဥပမာပေးအမေးဖြေလုပ်ပြီးသူ့အမြင်ကို ပြောပြဆွေးနွေးခဲ့ပါတယ်တန်ဆွမ်းတဲ့လူငယ်တယောက်ကလူကြီးတယောက်ဖယ်ပေးတဲ့နေရာကိုဝင်ထိုင်ဖို့ဆိုတာမဆက်တမဖြစ်မဲ့အကြောင်းမတန်မဆွမ်းဖြစ်နေတဲ့လူဆိုရင်တော့စိတ်တဲ့တန်မာတဲ့လူကသူတပါတနာလို့ ဖဲ့ပေးတဲ့နေရာကိုလက်မခံပဲသူ့ဘာသာသူရည်တည်ကြောင်းဟူးစွာပြောပြပါတယ်။အဲ့ဒီနောက်လူငယ်ဆိုတာကိုယ့်နေရာကို ကိုယ်တိုင်ဖန်တီးယူရကြောင်းသူတစ်ပါးကနေရာဖဲ့ပေးမှာကိုမျှော်လင့်မနေတဲ့ကြောင်းသူတစ်ပါးဖဲ့ပေးမှာနေရာရမယ့်လူငယ်ကိုကိုယ်ပိုင်အစွမ်းအစမရှိသူဖြစ်ကြောင်းသူတစ်ပါးဖဲ့ပေးမယ့်နေရာကိုစောင့်နေသူလူငယ်ဟာစိတ်တက်မတန်ဆွမ်းသူဖြစ်ကြောင်း စသဖြင့်ဆရာငိမ့်ကျော်ရဲ့အမြင်နဲ့ဆုံးမအဝါဒတို့ကိုဆရာမောင်လှမျိုးချင်းကြောင့်ချန်ကရေးပြထားပါတယ်။အဲ့ဒီဆောင်းပါးကိုဖတ်ရတော့ကျွန်တော်ရဲ့လူကြီးနဲ့လူငယ်နေရာပြဿနာအကြောင်းအတွေ့အထင်တွေတမျိုးပြောင်းခဲ့ရပါတယ်။ဆရာငိမ့်ကျော်ရဲ့အတွေ့အမြင်အယူအဆတို့ကိုနှစ်သက်သဘောကျလက်ခံခဲ့ရပါတယ်။ဒါပေမဲ့ကိုပြီးကပြီးအရင်သိစားခြင်းခဲ့တဲ့ကျွန်တော်ကကိုအဆန်းဆန်းနဲ့ကို နေရာဘယ်လိုရအောင်ယူရမလဲဆိုတာကို တွေ့တော်ပြီးနေရာရအောင်ကြိုးစားဆောင်ရွက်နေကိုပါဆရာငင်းကျော်ပြောခဲ့ရင် ကောင်းမယ်လို့မျှော်လင့်ခဲ့မိပါသေးတယ်။တရက်မှကျွန်တော်ကဆရာဟန်သူတော်ရဲ့ရှေ့မှာညီးမိပါတယ်။ဆရာရဲ့ကျွန်တော်ဘက်စကန်စီတိုင်းထိုင်ဆရာနေရာရတယ်လို့ကိုမရှိပါဘူး။တခါတလေများဆိုကျွန်တော်မှဆင်းတဲ့အထိနေရာမရပဲအကြာကြီးမတက်ပဲရက်စီခဲ့ရတယ်။ကျွန်တော်ကအဲ့ဒီလိုအညီညူတော့ဆရာကဘက်စကန်စီတဲ့အခါထိုင်ဆရာနေရာရအောင်စီနေကို မျှဝေပြောပြပါရယ်ဘက်စကန်စီးတဲ့အခါထိုင်နေတဲ့လူရဲ့မျက်နှာကိုကြည့်ပြီးအဲ့ဒီလူကအကြာကြီးစီးမဲ့လူလားခဏနဲ့ဆင်းသွားမဲ့လူလားဆိုတာကိုအကဲခတ်ရတယ်အကြာကြီးစီးမဲ့သူ ခရီးဝေဝေစီးမဲ့သူကအေးအေးဆေးဆေးပဲထိုင်နေတာဖုံးကြည့်ရင်ကြည့်နေမယ်ပရင်ဘက်ကနေအကြည့်ကို နေရာမရှိပဲငေးရင်ငေးနေမယ်ခဏနဲ့ဆင်းသွားမဲ့လူကတော့မှတ်တိုင်တစ်ခုရောက်တိုင်းသူ့မှတ်တိုင်ကြောသွားမှဆိုလို့ကယူဆိုင်ပြီးကြည့်နေတတ်တယ် အဲ့ဒီလိုလူရဲ့ပြေးမှာမတ်တက်ရက်တာဆငါတော့အဲ့ဒီလိုစီတာစေကာမှာခုနှစ်ခါလောက်ကတော့ထိုင်စရာနေရာရတာပဲဆရာကအဲ့ဒီလိုတင်ပြီးတော့ကျွန်တော်ကနောက်တစ်မျိုးထက်ညီပြပြန်ပါတယ်တခါတလေအဆဆုံးမှတ်တိုင်ကနေစီးရအောင်ထိုင်စရာနေရာမရပါဘူးဆရာရေဘယ်လိုများနေရာရအောင်စီးရမလဲကိုမသိပါဘူးဂိတ်အဆကနေမင်းစင်မဲ့မှတ်တိုင်အထိနေရာရချင်ရင်အဆမှတ်တိုင်ရဲ့တမတ်တိုင်ကြိုးပြီးစောင့်စီပေါ့ကွာ ဖက်စကားတွေကဒီလမ်းကြောင်းကနေပဲမနာမချင်းပြန်ပက်နေတာပဲမင်းကထိုက်စရာနေရာမှရကြရင်သူများတဲ့တမတ်တိုင်တော့အပင်မခံပြီးကြိုးဆောင်ပေါ့ကွာဆရာကအဲ့ဒီလိုတင်ပေးပြန်ပါတယ်ဆရာတင်ပေးတဲ့နေ့လည်းနေတဲ့အတိုင်းကျွန်တော်ဖက်စကားစီကြည့်တဲ့အခါအဆင်ပြေတာကိုတွေ့ရပါတယ်ဒီတော့ထိုက်စရာနေရာရတဲ့ဖက်စကားပေါ်မှာကျွန်တော်ထိုက်စီရင် ထုံးစံအတိုင်းသုံးသက်တွေ့တော်မိပြန်ပါတယ်ကျွန်တော်ငယ်စဉ်က လူကြီးတွေက လူငယ်တွေကိုနေရာမပေးကြဘူးလို့ရိတ်ခဲ့ပူပါတယ်။ဆရာငင်းကျော်ကလူငယ်တွေသူတပားဖယ်ပေးမယ့်နေရာကိုစောင့်မနေပဲကိုယ့်နေရာကိုဖန်တီးယူတဲ့ကြောင်ပြောပါတယ်။ဆရာဟန်သူတော်ကဘက်စကန်ဆရာမှာထိုင်ဆရာနေရာရအောင်စီနီကိုတင်ပေးပါတယ်။တခါစာရေးဖို့တငယ်ချင်းဖြစ်တဲ့စာရေးသူလိုက်ကလည်းသူ့ရဲ့လိုင်းကားတိုးစီပုံတွေကိုတင်ပေးပြန်ပါတယ်။လိုက်ကသူကိုယ်တိုင်ကအာနန္ဒတ်သူတနာတဲ့သူဖြစ်တာကြောင့်လိုင်းကားတိုးစီရဲ့ခါ ခုံနေရာရရင်တော့ဖယ်ပေးတတ်တဲ့ခရီးဝေးတွေသွားတဲ့အခါမှာမှတ်တိုင်အစကနေမှတ်တိုင်အဆုံးအထိသွားရရင်တော့တလန်းလုံးမတည့်ရပြီးမလိုက်နိုင်တော့တဲ့အခါဆိုကားမှန်ရှိတဲ့ခုံနေရာကိုကက်စီမှ သူစိတ်နဲ့အဆင်ပြေတော့တယ်တဲ့ကားမှန်ပဲချမ်းဆိုတော့အလွယ်တကူထပေးလို့အဆင်မပြေတော့တဲ့အခါမှာလိုင်းကစီရတာထိုင်ကုန်အပိုင်ရတော့တဲ့အဲ့ဒီအကြောင်းအရာတွေကနေပြီးတော့ဆက်ဆက်တွေးတော့ကြည့်မိတယ် လူကြီးတွေကနေရာမပေးလေလူငယ်တွေ အနေနဲ့ကိုယ့်ရဲ့ပါနေမှုအနှဲငယ်လောက်အပင်ပန်းခံပြီးကြိုတင် အထုတ်မှုတို့နဲ့ကိုယ့်နေရာကို ဖန်တီးယူလို့ရနိုင်ကြောင်းကိုအတိတခုတို့ခဲ့ရပါတယ်။မနေ့ကငါထက်အတိတရားတခုပူတန်လာတဲ့ဒီနေ့ငါဖြစ်ခဲ့ရပါတယ်။ဇသိမ့်ပိုင်းကိုဆက်လက်ဆောင်မြောအနာစင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။